ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် MyID Pointnet MP3 free ရနေတဲ့ app လေးတစ်ခုနဲ့ကျွန်တော်ပြောသွားပြသွားမယ်နော်ဟုတ်ပြီဒီကတော့ကျွန်တော်အကောင့်လေးပါဒါကျွန်တော်လက်ရှိစော်ထားတဲ့ point လေးတွေပေါ့နော်9000ကျော်ပါတယ်ဒါ MP ရတော့ကျွန်တော်နည်းသေးပါတယ်မနေ့ရရင်းနေ့ရနှစ်ရကျွန်တော်မစော့လိုက်ရဘူးပေါ့နော်ဒါကတော့ဖုံပြောမိနေပါစုစောင့်ထားသမျှလေးပေါ့2800ကျော်ပါတယ်နော်ဟုတ်ပြီဒါဆိုလို့မြင်ဒီ video လေး မစတင်ခင်ကျွန်တော်တို့အဲ့လေးဘယ်ရောက်ယူမလဲဆိုတာလေးမစတင်ခင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းနော် like and subscribe လေးလုပ်ခဲ့ပေးကြပါဦးအဲဒါကျွန်တော် YouTube channel လေးပါနော်ဒီ channel လေးမှာကျွန်တော်ဒီ my ID နော် .mb free ရနေရဲ့အကြောင်းအရာလေးလို့ပြပြဆိုလို့မြေကျွန်တော်တို့ဒါမျိုးပေါ့နော်ပြီးကျွန်တော်ဒါမျိုးအဲဒါလောက်ထားတဲ့အဲ့လေးတွေပေါ့နော်ကျွန်တော်ပြောလို့မရလို့ပေါ့နော် ဒါဒါလို့ဟာတဲ့အလေးတွေပေါ့အဲ့လိုဟာလေးတွေကျောင်းအလေးကျွန်တော် sharing လုပ်ပေးနေပါတယ်နော်ဒီကျောင်းအလေးတွေကိုစိတ်ဝင်စားတယ်ဆိုလို့မြင်မိတ်ဆွေတို့က Lion Stickery လေးလုပ်ခဲ့ပေးကြပါဟုတ်ပြီဒါဆိုလို့မြင်ဒီဗီဒီယိုလေးကိုဟာလာကြည့်နေတယ်ဆိုလို့မြင်ဗီဒီယိုလေးကိုခဏရက်ပြီးတော့ဒီ point နဲ့ mp တွေ free ရတဲ့ app ကိုယူဖို့အတွက်မိတ်ဆွေတို့က VPN လေးတစ်ခုသွား down လိုက်ပေးပါနော် VPN down ဆိုတော့ကျွန်တော်ကဒီဗီဒီယိုထဲမှာ command နဲ့ description မှာ app ကို download ဆွဲဖို့အတွက် link ချပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဗီဒီယိုကြည့်ရဆိုခဏလေး share ပြီးတော့ ဒီ VPN လေးတစ်ခုသွားချိန်လိုက်ပေါ့စင်ပီယာလေးကျွန်တော်ကတော့ကျွန်တော်သုံးနေကြ V2 လေးနဲ့ကျွန်တော်ချိန်လိုက်မယ်နော်ဟုတ်ပြီကျွန်တော်တို့ဒီ power လေးနှိပ်ပြီးချိန်လိုက်မယ်အဲဒါဆိုလို့မျိုးကျွန်တော်တို့ရတော့ပါပြီရတော့ပြီဆိုတော့ကျွန်တော်စောစောဗီဒီယိုအောက်ကိုမိတ်ဆွေတို့ပြန်သွားမယ်เนาะပြန်သွားပြီဆိုလို့မျိုး comment နဲ့ decoration မှာကျွန်တော်ကလင်လေးချပေးထားပါတယ်အဲ့အဲ့ကိုဒေါင်းဖို့အတွက်เนาะဟုတ်ပြီမိတ်ဆွေတို့ကအဒေါင်းပြီးသွားပြီဆိုလို့မျိုးမိတ်ဆွေတို့ရဲ့အမှန်မြင်ပေါ်မှာဟာလာအဲ့လေးပေါ်လာမှာကဒီလိုလေးပေါ့เนาะဒီအဲ့လေးပေါ်လာပါမယ်เนาะ ီအလေးပေါ်လာပါမယ်အလေးပေါ်လာပြီဆိုလို့မြင်ကျွန်တော်တို့ကဒီနော်ဟုတ်ပြီအဲ့အထဲကိုဝင်မယ်ဗျာနော်အထဲကိုဝင်ငယ်မိတ်ဆွေတို့ကဒေါင်းပီပီဆိုတာနဲ့ဟလာခုဒီဗီဒီယိုအောက်က comment နဲ့ description မှာဝင်ပြီးတော့မိတ်ဆွေတို့အလေးကိုဒေါင်းပီဆိုတာနဲ့ဒီ VPN လေးကိုကျွန်တော်တို့ပိတ်ပေးလိုက်ရပါမယ်ဗျာနော်အထဲကိုဝင်တော့မိတ်ဆိုတာနဲ့ဒေါင်းပီနဲ့တက်ပြီးပိတ်နော်အထဲဝင် IP ပြန်ရှိရင်လို့မျိုးကျွန်တော်တို့ဝင်ရစစ်မပြေပါဘူးเนาะဟုတ်ပြီအဲ့ဒါဆိုလို့မျိုးကျွန်တော်တို့အထဲကိုဝင်လိုက်မယ်เนาะ ဒါကတော့ကျွန်တော်က login ဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်းပြနေပါတယ်မိတ်ဆွေတို့က login ဝင်ရသေးဘူးဆိုလို့မြင်တော့ဒါတစ်ချက်လောက် login လေးဝင်ပေးလိုက်ပါအောင်နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာနော် game theory လို့ဝင်လာပြီဆိုလို့မြင်ဒါဒီ owner ပေါ့နော် app owner ဒီ brother ရဲ့ channel လေးရှိပါတယ်နော်အဲ့ channel လေးမှာလည်းဝင်ပြီးတော့ဟလာဆက်သွယ်နေမှာတဲ့သူနဲ့တိုက်ရိုက်ပြောကြရင်လည်းဒီဟာလေးမှာတိုက်ရိုက်ဆက်သွယ်ရင်ဆိုတာလေးကိုနှိပ်လို့ရပါတယ်ဒါကတော့ channel link ဆိုတာလေးနှိပ်လိုက်ပြီဆိုလို့မြင်ဒီ brother ရဲ့ channel လေးတွေကိုဒါတက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်เนาะဒါအဲ့ brother ရဲ့ channel လေးကိုလေသွားပြီးတော့မ join ရသေးဘူးဆိုလို့မြင်လေသွား join လိုက်ပါသူလည်းအဲ့မှာအလေးတွေအစ်ထွက်တိုင်းသူပြင်ပေးနေပါတယ်အစင်ပြာလေးရှိတယ်ဆိုရင်လည်းသူ update လေးတခုလုပ်လုပ်ပြီးတော့သူသူရဲ့ member တွေအတွက်เนาะသူ subscriber တွေအတွက်သူပြင်ပေးနေပါတယ်ဟုတ်ပြီကျွန်တော်ကတော့ဒါဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မဝင်တော့ဘူးเนาะ app setting လေးကိုကျွန်တော်တစ်ချက်ပြောသွားပြသမယ်เนาะကျွန်တော်တို့ app ကို setting အချိန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီပုံသားလေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะ နှိပ်ပြီးဆိုလို့မျိုးကျွန်တော်တို့ကဒီမှာ speed ဆိုတာလေးကိုတစ်ချက်အဲ့ထဲကိုသွားလိုက်မယ်ဗျာနော်ဝင်လိုက်မယ်ဝင်ပြီးဆိုလို့မျိုးကျွန်တော်တို့ကမိတ်ဆွေတို့အများသုံးအဆင်ပြေအောင်လို့ဒါ30လောက်ထားလိုက်မယ်ဗောနော် ဒါတချို့ဖုန်းတွေကမနိုင်တာလေး run နေတဲ့ဖုန်းတွေကြောင့်မနိုင်တာလေးရှိရကျွန်တော် speed ကို30လောက်ပဲထားလိုက်မယ်ကိုဖုန်းကနိုင်တယ်ဆိုလို့မြင် speed ကို90လောက်ကိုထားလို့ရပါတယ်เนาะတချို့မနိုင်တဲ့ဖုန်းတွေကြောင့် speed အများကြီးဆိုလို့မြင်အရင်တွက်ပြီးထစ်သွားတာမျိုးလို့ဗာမျိုးလို့ဖြစ်တတ်ပါတယ်ဒါကတော့ကိုဖုန်း run နေကိုအစီအမီတို့တိကြည့်ပြီးထားကြပါကျွန်တော်ကတော့ကျွန်တော်အစီအမီတလောက်ပဲကျွန်တော်ဒီလောက်လေးပဲထားလိုက်တယ်เนาะဒီလောက်နဲ့စင်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟုတ်ပြီအဲ့လိုမျိုးထားပြီးပြီဆိုလို့မြင်ကိုစီမီတို့လေးထားပြီးဆိုလို့မြင်ကျွန်တော်တို့ကဘဝစေ့ဆိုတာလေးကိုရှင်းနှိပ်လိုက်မယ်နော် ဟုတ်ပြီ demo လေးအောက်မှာ edit confirm ဆိုတာလေးပေါ်သွားပြီဆိုရင်ကျွန်တော်ရပြီနော်ဒီအောင်းသားလေးမှာနော် cb ဆိုတာနဲ့ကျွန်တော်တို့ဒီအောင်းသားလေးမှာ edit confirm ဆိုတာလေးပေါ်ရယ်နော်အဲအဲ့ဒါလေးပေါ်ပြီဆိုရင်ရတော့ပါကျွန်တော်ဒီကနေ့တစ်ချက်ပြန်ထွက်လိုက်မယ်နော်ထွက်ပြီးဆိုလို့မျိုးကျွန်တော်တို့ gain နဲ့တစ်ချက်ဝင်လိုက်မယ်ဒါခဏလေးစောင့်ပြီးမယ်နော်တရားပြေးရယ် ကျွန်တော်တို့ဒီနားလေးမှာတရားဆိုတာလေးပြည့်သွားမှရတရားရခိုင်တော့ပြည့်သွားမှရမှာပါခဏဆောင်ပေးလိုက်မယ်နော်ဟုတ်ပြီဒါဆိုလို့မှကျွန်တော်တို့ခင်းနဲ့ရောက်သွားပြီပေါ့နော်ကျွန်တော်တို့စောရမယ့်နေရာကအခု ဒီနေရာလေးပါเนาะဒီနေရာလေးမှာကျွန်တော်တို့ auto lay ရှိပြီးသားသူတွေကစွလို့ရပါမယ် auto lay မရှိပြီးသားသူတွေက auto lay မရှိသေးဘူးဆိုလို့မျိုးကျွန်တော်တို့ဟာလာ auto lay ယူရန်အတွက်ရှေ့မှာ video လေးတင်ထားပေးပါတယ်အဲ့ video လေးကိုကြည့်ပြီးလုပ်ကြပါ auto lay မရှိသေးသူတွေเนาะဒါကကျွန်တော်ရှိသေးသူတွေတက်ရှိရပါတယ်တန်ပြီးစော့ပြမယ်เนาะဒီနေ့တို့အဲ့ထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးဆိုလို့မျိုးကျွန်တော်တို့ကဒီအများဆုံးအပေးများတာကြတော့ဒီအောက်ကကောင်လေးပေါ့เนาะဒီကောင်လေးတွေကို ဆက်လက်မှုဆိုတာလေးကိုကျွန်တော်တစ်ချက်ရွေးပြီးနှိပ်ပြီးစောလိုက်မယ်နော် ဒီမှာကျွန်တော်တို့နောက်တပွဲဆော့ခြင်းနဲ့ဆိုလို့မြင်ရင်တော့ဒီမှာပလီအကိမ်းပေါ့နော်ဒါမိုးလေးဆော့လို့ရပါတယ်ကျွန်တော်တို့ဆော့ရမယ့်တက်တန်းကကြတော့ဒီနေရာလေးတွေမှာနော်အဲ့ဒါလေးအကစားကွင်မှာဒီအသေးလေး6လုံးနဲ့လဲဒိုင်မွန်လဲလို့ရပါတယ်ဒီဒိုင်မွန်200နဲ့လဲကျွန်တော်တို့ကစားကွင်5ချိန်ဝယ်လို့ရပါတယ်နော်ဟုတ်ပြီဗီဒီယိုလေးကတော့ဒီလောက်ပဲဗျနော် ဒီဆော့ရမယ့်အချိန်လေးတွေကတော့ကျွန်တော်တို့ည7:00နောက်ပိုင်းမှာအပေးများပါတယ်7:00နောက်ပိုင်းမှာတခါလေးခွဲလောက်มาပေးတယ်တခါလေး15မိနစ်လောက်ပေးတယ်တခါလေးဆိုလို့မြင်တနာရီဝန်းကျင်လောက်มาပေးရည်လည်းရှိပါတယ်ဒါကတော့တိကျမရှိပါဘူးဟိုစနေထုတ်ထုတ်ပြီးကျင်ဆော့လို့မရဘူးဆိုတဲ့ပုံစံမျိုးလည်းမလုပ်ပါနဲ့လိုချင်တယ်ဆိုလို့မြင်တော့ဒါလေးကိုအဲစိတ်ရှိရှိနဲ့ဆော့ပေးရတယ်ပေါ့နော်သူကပေးတဲ့ချိန်ကပုံမှန်မရှိဘူး15လောက်ပေးရင်ပေးတယ်ခွဲရင်ပေးရင်ပေးတယ်မတင်းလောက်ပေးရင်လည်းပေးတယ်ပေါ့နော်အဲ့လိုပုံစံလေးရှိရကျွန်တော် ရှိတဲ့အတွက်ကြောင့်မလို့ဒါပုံမှန်မရှိပါဘူးဟိုအဲ့ချိန်မှာပေးများတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝင်တဲ့သူတွေလည်းများပါတယ်ဝင်စောတဲ့သူတွေလည်းများပါတယ်အဲ့ကြောင့်မလို့ဂိမ်းတွေကိုဝင်ရတဲ့အခါမှာဝိုင်းလေတံမျိုးတွေဖြစ်တတ်ပါတယ်အဲ့ကြောင့်တစ်ချက်လောက်ပြန်ထွက်ပြီးတော့ပြန်ဝင်ပေးလိုက်ပါတစ်ခါလေး၄ငါးချိန်လောက်ထိလောက်ရပါတယ်တစ်ခါလေး၂ချိန်လောက်နဲ့လည်းဝင်လို့ရတာပါတယ်နော်ဝင်ရများတဲ့အတွက်ကြောင့်မလို့အဲ့ဒီပြဿနာလေးတော့ရှိပါတယ်ဟုတ်ပြီအစမပြူးဆိုလို့မြင်ရင်လည်းဒီ comment လေးမှာကိုမပြည့်တဲ့အကြောင်းအရာလေးတွေကိုဒီ video အောက်မှာရေးခဲ့ပြပါပြန်နော် သိကျင်တာလေးနောက်ထပ်ရှိသေးတယ်ဆိုလို့မြင်ရယ်ဒီဗီဒီယိုရဲ့အောက်က comment လေးပဲရေးခဲ့ပါနောက်ကကျွန်တော် comment လေးကိုပြန်ကြည့်ရချိန်မှာအစာပြန်ပေးပါမယ်ဗျာနော်ကိုစင်ပြီးတဲ့အကြောင်းအရာလေးတွေကိုဒီ comment မှာမေးခဲ့နိုင်ပါတယ်ဟုတ်ပြီနောက်ဗီဒီယိုမှာဘလူးအလေးတွေနဲ့လာမလဲဆိုတာနော်ဆောင်းရဲနဲ့နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဗျာဆုံးတီကြည့်ချူပေးကြရတဲ့တူတူရောက်ချစ်စီကိုကျေးဇူးတင်ပါတယ်အားလုံးတရားချမှတ်တော်နေသည်လေးဖြစ်ကြပါသေးဗျာဘိုင်ဘိုင်